ဟယ်လိုဝါလုံးဝမင်္ဂလာပါဘူဘောမချန်ကနေယူဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့ညမှာရှင်မင်းကစားသွားတဲ့ကမ္ဘာပလားခြေစစ်ပွဲတွေထဲမှာအိုင်ယာလန်နဲ့ပေါ်တူဂီတို့ရှင်မင်းကစားခဲ့ပြီးတော့ပေါ်တူဂီဟာအဝေးကွင်းမှာနှစ်ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်သာရှုံးနေသွားတယ်။ဒီပွဲမှာတိုက်စစ်ကစားသမားဖြစ်တဲ့ခရစ်စတီယိုရိုနယ်ဒိုကအနီကက်နဲ့ပါတိုက်ရိုက်ထုတ်ပယ်ခံခဲ့ရတယ်ဆိုတော့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ပေါ်တူဂီရဲ့ဘောနော်ဒါအုပ်စုခြေစစ် ပွဲနောက်ဆုံးပွဲမှာဆိုလို့ရှိရင်သူပါဝင်ကစားနိုင်တော့မှာမဟုတ်ဘူးဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါနိုင်ငံပွဲစဉ်တွေကမနိုင်ပွဲအဲ့လောက်ကြီးကြီးကောင်းတဲ့ပွဲတွေမပါတော့ watch long တွေပါရတော့ကျွန်တော်မလုပ်ဘူးပေါ့နော်တော်တော်လည်းပဲပွဲကောင်းတချို့ကိုတော့ကြာပွဲပြီးပွဲကြိုတွေကျွန်တော်ဒါလုပ်လို့ရှိတယ်ပေါ့လေဆိုတော့ Ireland ကဒီပွဲမှာနှစ်ဂိုးကူးမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါအနိုင်ရတယ် အင်ရှင်အိုင်ယာလန်အနေနဲ့ဒီပွဲမစတင်ခင်ကတည်းကပေါ့နော်သူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ရမှကိုနောက်ထပ်ဒါကဘာဘလာချီစစ်ပွဲအောင်ဖို့နဲ့ပတ်သက်ပြီးတော့အခွင့်အရေးမျှော်လင့်ချက်နည်းနည်းကလေးရှိမယ်ဆိုတာကိုသူတို့သဘောပေါက်ထားတယ်ဒါဟန်ဂရီတို့ရဲ့ကျွန်တော်တို့ဒါပွဲစဉ်ဒီအကြောင်းပေါ့နော်အိုင်ယာလန်ရဲ့ဘက်ကတော့ဒီပွဲဒီမဖြစ်မနေဆိုသူတို့ကျွန်တော်တို့ဒါအနိုင်ရဖို့လိုအပ်တဲ့နေထားမှာမထင်မှတ်တဲ့ပုံစံမျိုးနဲ့ပေါ်တူဂီကိုအကောင်းဆုံးတုံ့ပြန်ခဲ့ပြီးတော့ကျွန်တော်တို့ဒါအနိုင်ရတယ် ဒီဘက်မှာ defensive ပိုင်းရာအိုင်ယာလန်ကအရင်ကချစ်လိမှုကျွန်တော်ရှိပြီးတော့ပေါ်တူဂီဘက်ကအစင်နဲ့တိုက်စစ်ဆင်မှုမှန်သမျှတွေကဘာမှအန်တီရဲ့များတာမျိုးအများကြီးမရှိခဲ့ပေနဲ့ပေါ့နော်ဂိုးသမားဖြစ်တဲ့ကျွန်တော်ဒါဂဲလေဟာတွက်တော်မှာ AECC ဖြစ်ခဲ့တဲ့အလုံးတွေကကျွန်တော်များတယ်လောင်းရှော့တွေတအားများတယ်ဂိုးရနိုင်ကြီးအရင်နေတဲ့ရှော့တွေကျွန်တော်တအားများပြီးတော့ကန်ကြက်တာကျွန်တော်များတာ ဘာမှတိအောင်မှုမရှိခဲ့ဘူးလို့ကျွန်တော်ပြောရမယ့်အနေအထားမျိုးပါဆိုတော့ဒီ Ireland ဘက်ကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ Tryberg ကကျွန်တော်အနေနဲ့ကစားသွားတာတော်တော်လေးကိုကောင်းနေတယ်မှာပါပါတယ်ဒီပွဲမှာဆိုသူ2-0စလုံးကိုသူ twin သွားတယ်ပေါ့နော်ပထမလုံးကတော့ down gun ဘောကနေဒီစင်တာဖြစ်တင်ပေါ်ပြလိုက်တယ်ဒီဘက်မှာ gong တိုက်ပြီးတော့အလဲကိုပြန်ချပြလိုက်တာကိုသူက gong တိုက်သွားတယ်ဒုတိယကိုကတော့သူတော်တော်ကောင်းနေတယ်မှာပါတယ်အဲ့လုံး twin သွားတာနော်ဒီဘယ်လိုပြောမလဲဒီ Khan Six Sama ကိုကျွန်တော်ရောက်အောင်ကြော်ပြီးလို့ရှိရင် Nia Post ကိုကျွန်တော်ကင်သွားတာဗျာ ဆိုတော့ကန်ချက်ကတော်တော်ကိုကောင်းတယ်ဗောနောဒုတိယအလုံးဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့ကနှစ်ကိုးကိုမရှိဆိုတဲ့ကြားထဲနဲ့အိုင်ယန်လန်ကအနိုင်ရတယ်ဒီဘက်မှာအိုင်ယန်လန်ဘက်ကကွင်းလင်မှာဆိုလို့ရှိရင်လည်းပဲပေါ်တူဂီဘက်ကဘောလုံးတက်ထန်နေမြားဂိုင်နေပြီမဲ့လေလို့ဗောနောသူတို့အနေနဲ့စင်တရယ်ဇုံဒီမှာလုံးဝနေရာလွတ်တည်မရလာအောင်သူတို့သာကာကွယ်ပိတ်ဆို့ကစားတာတွေကျွန်တော်ရှိတယ်လို့အစုံဒီမှာကစားနေပါတယ်ဆိုတဲ့ကြားထဲက Siemens Grumman တို့ဘာလို့ရဲ့ဘက်ကနေပြီးတော့လဲဘလူးမန်ဝင်မလောင်သူတို့တားနေတာကြီးကျွန်တော်ရှိတယ်။ဒါအပြင်ကျွန်တော်တို့ဒါဆန်တာဘက်ကစားမှာ၃ယောက်ကတော့ ကျွန်တော်ဒီအမြင်ဘောတွေပါတယ်ဘလူးမတ်ပိုရဂီဒုက္ခပေးလူမရအောင်ဖြစ်တဲ့ moment တွေများတရဆက်ရှင်းထုတ်တာတွေပါကျွန်တော်ရှိတယ်အဲ့တော့ဒီအိုင်ယာလန်ရဲ့ဘက်ကဟာ defensive ပိုင်းမှာဆိုလို့ရှိရင်အရန်ကိုစီကန်းရှိခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်အရန်ကြစ်လက်မှုရှိခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီလိုမျိုးနဲ့ counter attack တွေသူတို့အတွက်အခွင့်အရေးတွေဖြစ်တယ်ကျွန်တော်သာ set piece တွေကနေတစ်ဆင့်ဂိုးတွေယူရင်းနဲ့နိုင်တင်ပါတယ်ဆိုတော့ပွဲစဉ်ကိုပေါ့နိုင်ရမယ့်ပွဲစဉ်ကိုသူတို့သာအနိုင်ရသွားတယ်ဘာလို့နိုင်ရမယ့်ပွဲစဉ်လို့ကျွန်တော်ပြောလဲဆိုတော့ ဟန်ဂေရီကသူတို့ဘောနောပြီးခဲ့တဲ့ဒါပွဲကသူတို့နိုင်သွားတယ်ဟန်ဂေရီကနိုင်သွားတယ်ဆိုတော့သူတို့အနေနဲ့နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးဆိုတော့ရလနဲ့ဟန်ဂေရီကရှစ်မှတ်ထိရထားတယ်အကယ်လို့ဒီပွဲမှာအိုင်ယာလန်ဒါမနိုင်ဘူးဆိုလို့ရှိရင်တည်ကြတယ်ပေါ်တူဂီကတက်တာတည်ကြသွားပြီဖြစ်ပြီးတော့ဟန်ဂေရီကလည်းအချိန်ကြီးကောင်းသွားပြီအတိုင်းမျိုးတို့ဒီပွဲမှာအိုင်ယာလန်ကနိုင်သွားတဲ့အခါကျတော့အိုင်ယာလန်အတွက်ပေါ့နော်ချန်စီရဲ့ဗျချန်စီရဲ့ဆိုတာထားပါတော့အခုဆိုလို့ရှိရင်သူတို့ကဒါဟန်ဂေရီနဲ့တွေ့ရတော့မှနောက်ဆုံးဒီခြေစစ်ပွဲနောက်ဆုံးပွဲကဟန်ဂေရီနဲ့ဒီတွေ့ရမှာ ဒီဗာလဲဒီ Ireland နဲ့ကအဲ့တော့အဲ့ဒီနှစ်သင်းနဲ့ကနိုင်အောင်သူတို့လုံနိုင်နေဆိုလို့ရှိရင် Ireland တို့ကဒုတိယနေရာတွေ chance ကကျွန်တော်ရှိတယ်ဗျာနော်ဆိုတော့ Portugal ကတော့ကျွန်တော်ဒါ Armenia နဲ့တွေ့ရမယ်ဆိုတဲ့အခါကျတော့ Armenia ဟာသူတို့အတွက်ဘာလို့ Christian Ronaldo မပိုင်တော့မှပြည်တနာမဖြစ်သင့်ဘူးဆိုတဲ့ပုံစံမျိုးဗျာအဲ့တော့ကျွန်တော်နိုင်ရမယ့်ပွဲစဉ်အိမ်ရှင်ဖြစ်ကျွန်တော်ကစားတဲ့ပွဲမှာတာဝန်ကြီးခဲ့ပြီးတော့ Ireland ဟာအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်6ချိန်မဲ့သူတို့ကိုပေါက်ကန်သူရှိတယ်3ချိန်ကိုပေါက်တဲ့တယ်ဒါတော့မှနော် တိုင်မှန်တဲ့တလုံးတွေပါတယ်ကျွန်တော်တို့ကမပါခဲ့သေးဘူး။ဒါအဲ့ဒါအဲ့ဒါလောက်ကြီးကြီးသူတို့တွေဒုက္ခပေးသွားနေတယ်ပေါ့ဗျာ။တစ်ဖက်ကပေါ်တူဂီကတော့ဘလို့ပြောရမလဲဗျာဒီဒီပွဲပေါ်တူဂီကိုကျွန်တော်ကြည့်ရတာကအရန်ကိုပြောရ creative မဖြစ်ဘူးဗျာဒီလား။အူဖန်တီးနိုင်စွမ်းမရှိဘူးပေါ်တူဂီမှာလေလက်ရှိပေါ်တူဂီရဲ့ပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်တဲ့အခါကွင်းလယ်မှာဗီတင်ညာတို့ဂျောင်နီဘက်စ်တို့ရူဘင်နီဘက်စ်တို့ဒါကဘာကိုပြတယ်လဲဆိုတော့ဒီကစားမ၃ယောက်ဒီကွန်ထရိုးဘိုင်းကိုကျွန်တော်အရင်အားတန်နေကစားမတွေ ပြိုင်ဘက်ရဲ့ကွင်းလေကိုကောင်းကောင်းထိန်းချုပ်နိုင်တယ်။နောက်ကျွန်တော်ပွဲရဲ့တန်ပူကိုကျွန်တော်ကနှုတ်မြင့်နိုင်နှိမ့်နိုင်တဲ့ကစားမမျိုးကျွန်တော်ဖြစ်တယ်။အရှင်တင်တဲ့ကစားမမျိုးတွေကျွန်တော်ဖြစ်တယ်။ပြိုင်ဘက်ကဘန်နရိုဒါမှဘန်နရိုစီးပါးကိုတောင်းမယ်။ဘန်နရိုစီးပါးတောင်းမှမှာကမနိုင်ပြောရင်ဒီကစားမဟာအချိတ်ဆက်တွေကျွန်တော်တော်တော်ကောင်းနေပါတော့။ဟိုပွဲကိုထိန်းချုပ်တာလည်းတော့ကောင်းတဲ့ကစားမမျိုးဒါပေမဲ့လို့အခွင့်အရေးဖန်တီးမှုပိုင်းနဲ့ပတ်သက်လို့ရှိရင်အဲ့လောက်ကြီးအဆင်မပြေတော့ဘူး။ဂျောင်ဖီလစ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ creative mindset ရှိတဲ့ player တယောက်ဖြစ်တဲ့ဒါပေမဲ့လို့သူ့ရဲ့ chance creation ဟာ တကယ်ဖန်တီးမှုလုံးကောင်းကောင်းလုံးနိုင်တဲ့ကစားမားတစ်ယောက်လောက်တော့မဟုတ်နေဘူးပေါ့နော်ဒါအပြင်အစွန်ကစားမားနှစ်ယောက်ပြည့်တဲ့ဂျောင်းကန်ဆယ်လိုတို့ဒါလိုတို့ကိုကျွန်တော်တို့ကြည့်တော့လေဒါလိုဆိုလို့ရှိရင်ကျွန်တော်တို့ညီကလေးတို့တိတဲ့အတိုင်းပဲဘာမှတော့ပြောစရာမလိုဘူးဂျောင်းကန်ဆယ်လိုဆိုလို့ရှိရင်လည်းပဲလုံးဝသူ့ရဲ့အကောင်းဆုံးပုံစံကိုတွေ့မနေရဘူးဆိုတော့ပေါ်တူဂီဘက်ကကျွန်တော်တို့တွေ့တဲ့ကပြိုင်ဘက်ဒီဘယ်လိုပြောမလဲဒီအိုင်ယာလန်ကိုယ်တိုင်ကပေါ့နော်ခန်းစစ်ကိုကြစ်လင်အောင်ကစားတတ်တာရဲ့ဟိုပြီးလို့ရှိရင်ပေါ်တူဂီဘက်ကကစားမားတွေကပွဲကိုထိန်းချုပ်နေတဲ့ပလေယာတွေဖြစ်ပြီးတော့ ရစ်ယူတဲ့ကစားမအရင်နေတယ်ဖန်တီးနိုင်စွမ်းနေတဲ့ကစားမတွေကြီးပဲဖြစ်နေတဲ့အခါဘာမှန်ကျွန်တော်ထူးထူးခြားခြားမလုပ်နိုင်ခဲ့ပဲနဲ့ဒီပွဲမှာ14ကြိမ်ကိုပေါက်ကန်နေဆိုတဲ့နေရာမှာအဝေးကနေပဲကျွန်တော်ကန်နေရတာဟာရူဘင်နီဘက်စ်ကကန်ချလိုက်တဲ့ဟေးတို့ဟလားနော်ဟိုကျွန်တော်အဲ့လိုမျိုးတွေပဲတွေးရတာဗျာကိုပေါက်တဲ့တာဆိုသူတို့3ကြိမ်ပဲရှိတယ်အဲ့ဒီတည်းမှာဂလဲဟာတက်တဲ့တွေကြီးပဲဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ရင်ပေါ်တူဂီဘက်ကကိုပေါက်ရဖို့ကိုပေါက်ကန်ဖို့ကြိုးပမ်းနေတဲ့ quality ကန်ချက်ဘလောက်နေတယ်လဲဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်တယ် ရူနိုဖရန်နက်စ်ကတော့ဒီပွဲမှာမပါနိုင်ဘူးပေါ့နော်တော့ဘာလို့လဲဆိုတော့ဖာနန်ဒက်စ်အနေနဲ့သူတို့ဒီအဝါကတ်သူပြည့်သွားတဲ့အခါကျစစ်ပန်နေဖြစ်သွားရသူဒီပွဲမပါနိုင်ဘူးပေါ့နော်ဒါကြောင့်ပေါ်တူဂီနေနဲ့ပေါ့နော်ဒီပွဲက creative ဖြစ်တဲ့ player တော်တော်ကိုလိုအပ်ချက်ရှိနေခဲ့တယ်လို့ကျွန်တော်တို့ထင်တယ်ဒါအရင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်သူရှိမလဲဗျာ ဂျာပယ်လီညာတို့လိုခန်းစီအာတန်ကစားမားတွေဟဲ့လားရာဖိုင်လီယာတို့လိုကစားမားတွေကျွန်တော်တို့ဘောနော်ဒီဝင်ကစားပြီးမဲ့လေလို့ထူးထူးခြားခြားကျွန်တော်တို့ဘာမှအဲ့လောက်တီးကျွန်တော်တို့ဘောနော်အဲဆိုလီယာတို့ဘာလို့အောင်မလို့မရဘူးဗျာဂွန်ဇာလိုရာမိုးစ်တို့ဘာလို့ဆလိုချင်းတွေတိုက်စစ်ပိုင်းမှာဘလူးမန်ကျွန်တော်အဆင်မပြေဘူးအဲ့တော့ကျွန်တော်ကြည့်ရင်ဘလိုပြောမလဲဒီပေါ်တူဂီတွက်ကတော်တော်လေးကိုတိုင်ပတ်ခဲ့ပါတယ်ဒီဘက်မှာရော်နယ်ဒိုကူပေါက်ကန်သွင်းမှုတွေမရဘူးเนาะခေါင်းတိုက်ခွင့်တွေကျွန်တော်မရဘူးချက်တင်ဘော်ဒီပေးမဲ့ကစားမလည်းမရှိဘူး risk ယူပြီးတော့အခွင့်အရေးဖန်တီးပေးမယ်ကစားမလဲမရှိဘူးပေါ်တူဂီဟာဒီနေ့ပွဲစဉ်မှာတိုက်စစ်ပိုင်နဲ့ပတ်သက်ရင်တော်တော်ကိုအသက်မဲ့နေခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲ့ဒီကမှခရစ်စတီယိုရိုနယ်ဒိုကအနီးကထိတယ်ဒါဟာတော်တော်လေးကိုစိတ်ပြက်စရာပါပေါ်တူဂီအတွက်ဘာကြောင့်လဲဆိုတော့တူးစီးနဲ့ရှုံးနေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာရနေဒိုကပါကျွန်တော်အနီးကထိသွားတယ်ဆိုတော့သူတို့ကတယောက်ယောက်တဲ့အခြေအနေဖြစ်သွားတော့မျောလင်းချက်ကတော်တော်ကြီးကိုမဲ့သွားတာပေါ့နော်အိုင်ယာလန်အတွက်ကတော့စိတ်ကြိုက်ဖြစ်သွားတာပေါ့ဟိုတန်ပြန်နေဆိုလဲသူတို့တွေပို့ပြီးတော့ကောင်းအောင်ထိအောင်ကစားနိုင်မယ် တို့ဒီခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းပဲအတိုင်းတန်တစ်ခုဒီပူပြီးတော့ဗောနောချစ်လျောင်သူတို့ကစားနိုင်တော့မယ်ပြိုင်ပြိုင်ဘက်ကတက်ရောက်ရောသွားပြီဆိုတော့ဒီမှာရနယ်ဒိုကတော့ဗောနောပြိုင်ဘက်ကစားမကိုတရောင်နဲ့ဒီတွက်ခဲ့တာဗောလေတရောင်နဲ့တွက်ခဲ့တာတို့အနေနဲ့ဒီတိုက်ရိုက်အနည်းငယ်ကျွန်တော်ထိတယ်ဆိုတော့လာမယ့်ပေါ်တူဂီရဲ့အဓိကပွဲလို့ပြောမူပြောလို့ရမယ်အာမေးနီးယားနဲ့ပွဲမှာသူလုံးဝဗောနောမပါနိုင်တော့ဘူးဆိုတော့ဒါအဲ့ဒါပေါ်တူဂီရဲ့ကမ္ဘာဖလားခြေစပွဲကိုအဆုံးဖြတ်ပြီးမယ်ပွဲဗျာ အဲ့လိုပွဲမျိုးမှာရိုနယ်ဒိုမပါနိုင်ဘူးဆိုတော့ဂျန်နယ်တင်းသားတွေကိုပဲကျွန်တော်ကအားကိုးရတော့မှာပေါ့နော်ဆိုတော့ဒီပွဲကတော့ပေါ်တူဂီအတွက်တော်တော်လေးကိုအခြေအနေဆိုးခဲ့တယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်ပိုင်းထိရောက်မှုတွေတအားနည်းပြီးတော့တောင်မန်ကစားမားတွေဘာမှမလုပ်နိုင်ခဲ့ဘူးဖြတ်တင်ပေါ်တွေလည်းကျွန်တော်ကထိရောက်မှုကျွန်တော်မရှိတယ်လို့အဲအိုင်ယာလန်ရဲ့အမြင်ပေါ်ကောင်းတဲ့ခံစစ်တွေကိုဘလို့မှမကြုံနိုင်ခဲ့ဘူးပေါ့ကန်ချက်မှန်သည်များကလည်းကျွန်တော်တော်တော်ကို quality နည်းလို့နဲ့ကန်ချက်တွေဖြစ်တဲ့အခါပေါ်တူဂီဘက်မှာဆိုလို့ရှိရင် တိုက်စစ်ပိုင်းကဘလူးမန်ကိုအဆင်မပြေခဲ့ပဲနဲ့ဒီပွဲမှာနှစ်ဂိုးကူးမရှိနေသလိုရှုံးနေခဲ့ရတယ်။တော်တော်ကိုထိုက်တန်တဲ့ရှုံးနေမှုပါ။ဆိုတော့ညီကလေးတွေနဲ့ရောဘလူးမြင်ကြပါလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။